တအားပြည့်တမနဲ့နေမည်ဖြစ်တဲ့ကြောက်မဲနဲ့မိုင်းလုံးမျိုးနယ်တို့ကိုစစ်ကောင်စီတပ်ကမနေ့မေလ9ရက်နေ့မှာလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်စစ်ကောင်စီတပ်ရဲ့ကြောက်မဲမျိုးလေကြောင်းတိုက်ခိုက်မှုက မနေ့7ရက်နေ့ကျော်အချိန်မှာဖြစ်ပြီးအမှတ်350စနစ်အမြောက်တပ်စခန်းဟောင်းနဲ့ပြည်ထောင်စုလက်မှတ်ကြီးအနီးမှာပေါင်150ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့အရတားလူထုနေအိမ်နှစ်အိမ်ထိခိုက်ပျက်စီးသွားပါတယ်မနေ့မေလ9ရက်နေ့မှာပဲစစ်ကောင်စီတပ်က ကြောက်မဲမျိုးနဲ့ကြောက်ဖြူကျေးရွာအနီးကိုည9နာရီခွဲကျော်ဝန်းကျင်အချိန်မှာလေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ထပ်ပြီးပြုလုပ်ခဲ့တယ်လို့မိုင်းလောင်မျိုးနယ်ထက်ကနာလော့ကျေးရွာအနီးကိုလည်းည10နာရီဝန်းကျင်အချိန်မှာ၃ကြိမ်တိတိလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့မေလ2ရက်နေ့၊3ရက်နေ့နဲ့4ရက်နေ့တွေမှာလည်းမိုးကုံနဲ့နောင်ချုံမျိုးနယ်တို့ကိုလေကြောင်းကနေ၃ရက်ဆက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့လို့အရတားပြည်သူတို့အူတေဆုံးပြီးတုံးဦးထပ်မတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီတရက်တုံးရက်ဆက်တိုက်အလေကြောင်းတိုက်ခိုက်မှုအတွင်မှာတာတနိကအဆောက်အအုံနဲ့ဇာနေကျောင်းတွေအပါအဝင်အယက်တားလူထုနေအိ20ကျော်လဲထိခိုက်ပျက်စီးသွားပါတယ်စစ်ကောင်စီတဟာတရုတ်နိုင်ငံအစိုးရကအစီအစဉ်နဲ့ကုမင်းတွဲဆောင်ပွဲမတိုင်ခင်နဲ့တွဲဆောင်နေစဉ်အတွင်းမှာပဲတောင်ပြည့်အတွင်းကမြို့နယ်တချို့ကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့တောက်ခမ်းစစ်မြေပြင်မှာလည်းစစ်အင်အားဖြည့်တင်းပြီးထိုးစစ်ဆင်တာတွေပြုလုပ်နေပါတယ်စစ်ကောင်စီတရက်အယက်တားလူထုအပေါ် ရည်ရွယ်ချက်ရှိရှိဥတီတိုက်ခိုက်နေတာတွေကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတရဲ့လေကြောင်းအန္တရာယ်အတွက်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းတွေလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့စည်ရတတိရှိဖို့လဲလိုအပ်ကြောင်းတိုက်တွန်းအပ်ပါတယ်ရှင်။ဒီမှာလေဘော့စမင်းမှာ